မင်္ဂလာပါရှင်။မူတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။လက်ရှိအချိန်မှာမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားပွဲကောင်းနေပါတယ်။တရုတ်တပ်ဖွဲ့နဲ့မှာတော့လူပုဂ္ဂိုလ်ရဲမှာစစ်ရေးနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုတုံ့တက်ရှင်းတာဖော်ပြနေတယ်။ဥတုံမင်းကနှွေရထားရှင်းတာထားတယ်။ငိမ့်ချရေးကိုကြော်ခံလိုက်တဲ့ TNL အမည်ရှိရဲ့ post ကို ပြောပြပေးတာမှာဖြစ်ပါတယ်။ ဒီစီဇန်လေးမစတင်ခင်မှာတော့ Moda Media Channel ကို Subscribe နဲ့ Like and Share လုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးဒီနေ့မှာတော့မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့စီးရီးအခြေအနေတွေနဲ့ပြီးရင်တော့ဖြစ်လာနိုင်တဲ့စီးရီးသုံးသက်ချက်တချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိနောင်ချုံနယ်ကနောင်ဩရွာမှာတောင်လက်နက်ကိုင်အဖွဲ့ TNL နဲ့ သူ့လက်အောက်ခံတပ်တွေအင်အား900ထက်မနည်းဖြန့်ခွဲနေရယူထားသလိုရွှေပြည်ညွန့်ကိုကန်းစာတင်ကျောင်းမှာ TNL ဝစ်စုံနဲ့တရုတ်စကားပြောသူအင်အား30ကန့်အခြေပြုနေရလို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒါပြင်နောင်ချုံမြို့ရဲမှာနမတူနမဆန်ဘက်မှာတအောင်လက်နဲ့ကန် TNL တပ်ဖွဲ့ဝင်တွေအင်အားအများပြားနဲ့ထက်မှန်ရောက်ရှိလာပြီးတော့၎င်းတို့ဟာနောင်ချုံမြို့မကြည်ခံတိုက်ဖွဲ့ရှိနေပြီးတော့ တကယ်လို့စွန့်ခွာရပါကနောင်ချိုမြို့ကို ပြာချသွားပဲရှိကနေ့စဉ်မနေ့9နာရီကစတင်ပြီးအာထကတင်ချောင်းရှိမှရှိရဲ့မုံဆိုင်လေးမှာ မနေ့စာဝဲယူစားတောက်ကြတာကြောင့်ပွဲတန်းကြီးတစ်ခွဲဖြစ်နေရယ်စားတဲ့ဖြင့်နောင်ချိုဒေသခံတွေမှသတင်းပေးပို့ထားပါတယ်ထူးခြားမှုအနေနဲ့ကတော့နောင်ချိုတောက်တော်ရွာမှာခဲစစ်အတွက်အင်အားဖြစ်တင်ထားပြီး၎င်းနေရာမှာရောက်ရှိတက်ဆွဲထားတာကဓာတ်နုတိုင်းသားလက်နက်ကိုင်း DPNL အဖွဲ့တွေဖြစ်တယ်လို့သိရပါတယ် နောက်တစ်ခုကလေကျင်းကွေးကလုံမနေတော့တဲ့နေအိမ်တွေမှာမန္တလေး PDF တပ်ဖွဲ့ဝင်တွေရှောင်းနေရလို့သိရပါတယ်။နောက်ဆုံးနဲ့ပတ်သက်ပြီးနောက်ဆုံးသိရတာကတော့ဇော်လ21ရက်နေ့ညပိုင်းမှာတန်ဘိုကြီးွာကို24မိနစ်အတွင်းဘုံအလုံးရေ50နီးပါးကိုနာဆာကတပ်တွေကဝိုင်းတွဲအမျိုးသားလေရင်တွေနဲ့လေကြောင်းတိုက်ခိုက်ကြရဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဇော်လ21ရက်နေ့ည10:18မိနစ်ကနေ10:48မိနစ်အထိ နိုင်ဝက်ကြာတန်ပိုကြီးပါတဝိုက်ကိုတမ်မတော်ကဝိုင်းတွဲလျင်နဲ့ပတ်ကျဲကြမျိုးဖြစ်ပါတယ်။ကြောင်မဲမျိုးပေါ်မှာတော့ MPT နဲ့ CDMA ဖုံးလိုင်းတွေပွင့်သွားပြီးကြောင်မဲမျိုးကအရင်လိုစေကားနေပေမဲ့မျိုးကန်တွေကတော့အရေးကြုံရင်ပြေးဖို့အသင့်ပြင်ထားတယ်လို့သိရပါတယ်။မန္တလေးတိုင်းရှိ မတရားမျိုးနယ်ကထမ်းပင်ကုန်းရွာဈာရွာနဲ့ Alpha B လက်မီစယုံလန်းစုံကိုတမ်မတော်ကထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပါတယ်။ အဲ့ဒီနေရာတွေကိုတက်မတော်လှိနဲ့လပခစစ်ကြောင်းတွေဟာဇွန်လ18ရက်နေ့ကနေဇွန်လ20ရက်နေ့အထိအပြင်းအထန်စစ်ထိုးခဲ့ပြီးနောက်အခုလိုထိန်းချုပ်နိုင်ကြဖြစ်တယ်လို့ရှေ့တန်းသတင်းအရှင်းမြစ်ကပေးပို့လာပါတယ်။တက်ဆက်တဲ့ဆိုတဲ့လို့မန္တလေးနဲ့မတရားလမ်းပေါက်သွားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။စင်ကူးနယ်ဘက်ကရွှေတော်တွေမှာတက်မတော်လှိကလေကြောင်းတိုက်ခိုက်မှုတချို့လုပ်ခဲ့ပေမဲ့အသေးစိတ်ကိုတော့မသိရသေးပါဘူး။တပိတ်ကျင်းမြို့အထက်15မိုင်ကန့်ဝေးတဲ့ တွင်းငယ်ရွာတတက73တမတော်တမ်းမြင့်လေးချင်းရေးကြောင်းကိုတက်မတော်က MI 17အမျိုးအစားရဲရင်နဲ့အင်အားဖြစ်တင်းနေပြီအဲ့ဒီထဲမှာ drone အခွဲနဲ့ drone အစင်းရီအများပြားပါဝင်တယ်လို့ NASA ကအစိုးရကိုစန့်ကျင်နေရဲ့စန့်ကျင်ဘက်အင်အားစုတွေဘက်ကသတင်းတင်ထားတွေ့ရပါတယ်လက်ရှိအချိန်ဒီအရာတော့မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်အမြောက်ပိုင်းတဲ့ဒီစစ်ဦးကျွန်ရဲ့တအောင်လက်နဲ့ကိုင်း TNL အတွက် စစ်မဲ့ရေရာမှာဘေးကျက်နှံကျက်ကြုံနေရပြီလေဖြစ်ပါတယ်။မန္တလေးတိုင်းထဲမှာဆိုရင် မတရားဆင့်ကူတပိတ်ချင်းစားရဲမျိုးတွေအထိတက်ဆွဲထားတဲ့ TNL နဲ့သူ့ရဲ့လက်အောက်ခံတပ်တွေအလုံးတမ်မတော်ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရကနေစောက်ခွာထွက်ပြေးရတဲ့အသည့်အကြောင်းစိုးနေရလို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။အထူးသဖြင့်တပိတ်ချင်းနဲ့တခြားမှာတမ်မတော်ရဲ့ထိုးစစ်ကိုရင်ဆိုင်ရမှာ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာနေရလို့သိရပါတယ်။တပိတ်ချင်းနေဟာ မန္တလေးတိုင်းနဲ့ရှမ်းမြောက်အစမ်းမှာရှိရာကြောင့်အဲ့ဒီမြို့နယ်ကတောင်လနဲ့ကအဖွဲ TNL အတွက်အသက်တမျှအရေးပါတဲ့နယ်ဖြစ်ပါတယ်။တပိတ်ချင်းအထက်15မိုင်မှာရှိတဲ့တွင်းငယ်ရွာလန်းစုံကနေမိုးမဲမြို့ကိုသွားရင်နှစ်နာရီဝန်းကျင်ပဲကြာပါလိမ့်မယ်။အလားတူတပိတ်ချင်းမိုးကုတ်လန်းစုံဖြစ်တဲ့ဖော်တော်ရွာကနေမိုးကုတ်ကိုတက်ရင်လည်းနှစ်နာရီဝန်းကျင်သာကြာနိုင်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ချုပ်တယ်လို့အခုတက်မတော်စစ်ကြောင်းတွေစစ်ထိုးနေရဲ့ ိုခိုရွာကနေမိုးကုတ်ကိုသွားမယ်ဆိုရင်လည်းနှစ်နာရီတသက်ခရီးအကွာမှာပဲရှိရလို့သိရပါတယ်။ဒီတန်းမှာဆက်ပြီးဖော်ပြထားတာကတော့ပြိုးလင်ကနေအုံမသီးကိုစိတ်အရာအများပြဖြစ်တင်ထားပြီးအဲ့ဒီအင်အားတွေကနောင်ဆိုကိုတိုးဖို့မဟုတ်ရင်တော့မှမိုးကုတ်အတွက်ဝင်ပေါက်ဖြစ်သွားနိုင်စီရှိရတဲ့အုံမသီးဟာစစ်ပြူဟာအရာအရေးကြီးဉာဏ်မြေဖြစ်လာပဲရှိနေပါတယ်။ဒါပြင်ကာစာထနှင့်မူဒုတိယဘွေကျော်စီနိုင်နိုင်ဦးလာရောက်ခဲ့အပြီးမှာတော့ နာဆာကတက်တွေရဲ့လက်နက်ကြီးဖြစ်အားလက်ရက်ဆက်ဆက်တုံးပြီးတိုက်စစ်ပြင်းထန်လာတာတွေ့ရတယ်လို့မတရားအရှိချမ်းထမ်းမင်ကုန်ရွာမှာလည်းထိတွေ့မှုတွေရှိနေစေဖြစ်ပါတယ်။မတရားဘက်မှာမကြာခဏထိတွေ့မှုတွေရှိနေရာကြောင့်အပေါင်းအနှုတ်တည်တင်းရရှိဖို့စူးစမ်းရတာမလွယ်ကူကြောင်းစန့်ကျင်ဘက်အင်အားစုတွေဘက်ကတည်တင်းတင်ထားတွေ့ရပါတယ်။ဒီတရားအမှန်ဆိုရင်တမ်းတော်ဘက်ကလှုပ်ရှားမှုတည်တင်းတွေကိုအတွင်းစည်းကပေးဖို့နေတဲ့သဘောကိုမြင်ရပါတယ်။ တပိတ်သိန်းဒေတာကန်တွေကလည်းဖော်ပြပါအတိုင်းပေးဖို့ထားဖြစ်တဲ့အတွက်တရင်ကခိုင်မာမှုရှိတာကိုတွေ့ရပါတယ်။ဒီအပိုင်းမှာထူးခြားတာကတော့ BBNL တနန်းစင်းပွဲတစ်ခုကိုတအောင်းတီရနယ်လီပလောင်ဒေတာမှာလှုပ်သွားခဲ့ရပါ။တနန်းစင်းပွဲကို NUG ကျမ်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးစုသူတက်ရောက်ခဲ့ပြီးတီရနယ်လီအတွင်ရေမှူးတာဖုံကျော် IEC အဖွဲ့ဒုတိယဥက္ကဋ္ဌခွန်ပီလူရခိုင်လည်းနဲ့ကအဖွဲ့ AA တက်မှုတအိုး PLA အဖွဲ့ OC ကျုံနဲ့ ABSDF အဖွဲ့မှဒုတိယဥက္ကဋ္ဌအပါဝင် BBL ကိုကဲရေမှုတို့တက်ရောက်ခဲ့တယ်လို့ TNL ဝါတာဖြန့်မီဒီယာတွေမှာဖော်ပြထားတွေ့ရပါတယ်။ဒီတဲ့င်းကအရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းဒေသက TNL လက်အောက်ကျောင်းရည်ရဲ့မျိုးရီအတွေ့ကောင်းတဲ့အလားလားမဟုတ်ပါဘူး။ပါကြောင်လေဆိုတော့ TNL အဖွဲ့ကိုလက်ရှိလုံဆောင်နေရဲ့ပြည်ခဲတိုက်ခိုက်နေရပြီးရန်နာဖို့ဖိအားပေးနေရဲ့တရုတ်ကြီးကိုစန့်ကျင်လိုက်တာကြောင့်ဖြစ်ပါတယ်။နောက်တစ်ခုက UNG အဖွဲ့နဲ့မပတ်သက်ဖို့တတိပင်းနေရဲ့ တရုတ်ကြီးကိုပြက်ပြက်သားသားကြောခိုင်းလိုက်တာလည်းဖြစ်ပါတယ်။အဲဒီလောက်ရက်နဲ့ဆုံးဖြတ်ချက်တွေကြောင့်တောင်လနဲ့ကန်အခွဲတရနယ်လီအတွက်ဆုံးရှုံးမှုကြီးမားပဲရှိနေပါတယ်။ဒါနဲ့တစ်ဆက်တည်းဆိုသလိုတမရော်ကအစီး90ပါစစ်ရင်တန်းတစ်ခု လာရှိုးမြို့ကိုရောက်လာတယ်လို့သိရပါတယ်။ဒီစစ်ရင်တန်းထဲမှာလနဲ့ကြီးတင်ထားတဲ့မိုးကအုပ်ထားတဲ့စစ်ရင်၅စီးပါဝင်တယ်လို့သိရပါတယ်။အရင်စည်ရင်တန်းဝင်ရောက်လာပြီးနောက်24နိုင်အတွဲမှာပဲတန်ပိုးရွာပဝန်းကျင်အနှံ့ကိုတက်မတော်က ဝိုင်းတွဲအမျိုးအစားလျင်နဲ့ဘုံအလုံး90ကျော်ကျဲခဲ့တာဖြစ်ပါတယ်။ပလောင်ဝါဒဖြန့်မီဒီယာတွေမှာကတော့အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်တစုံတယောက်မျှထိခိုက်ခဲ့ခြင်းမရှိကြောင်းရေးသားဖော်ပြခဲ့ပါတယ်။နောက်တစ်ခုကတော့တအောင် TNL အဖွဲ့ကတရုတ်ကြီးရဲ့တတိပေးရကိုစန့်ကျင်ပြီးတဲ့နောက်မှာပြည်ဦးတွင်ကနေအုံမတိလမ်းဆောင်ဘက်ကိုစစ်သည်အင်အား900ကျော်အင်အားဖြစ်တင်တာအပါအဝင် မတရားနယ်တခြားကိုအပြင်းထန်စစ်ထိုးနေရပြီနဲ့ တပိချင်းတွင်းငယ်တတက73တက်ထဲကို MI17 ရဟရှင်နဲ့ဒရုန်းအစီးရအမြောင်အမြားနဲ့ဒရုန်းတပ်ဖွဲ့တွေဆက်လုခရာကိုကြည့်ရင်နားဆက်ကတက်တွေက TNL ကိုခြေမုံတော့မှာတေချာတလောက်ဖြစ်သွားပါတယ်။ဒါကြောင့် TNL လက်အောက်ကျရောက်နေရဲ့မိုးကုံမြို့အပါဝင်တက်ချာမြို့အသီးသီးမှာရှိရဲ့ဖြီသူတွေအဖို့တတိကြီးကြီးထားတော့မှလည်းဖြစ်ပါတယ်။ဖြစ်နိုင်ရင်စစ်ပွဲစုံနဲ့ဝေးတဲ့နေရာကိုရှောင်နေရအကောင်ဆုံးပါ။၄င်းစဉ်တည်တဲ့တွေကိုမပြတ်လေးလာရမှဖြစ်တယ်လို့ ရိတ်ခါဆိုရိတ်ခါကြောင့်စူးစောင်းထားရမှာလည်းဖြစ်ပါတယ်။အထူးသဖြင့်မိုးကုတ်ကနေမန္တလေးအထိသွားရောက်နိုင်တဲ့ဓာတ်ဆီပမာဏကိုသိမ်းဆဲထားရှိသင့်ပါတယ်။တနေရာကနေတနေရာကိုသွားရင်ဖြစ်စေတမျိုးကနေနောက်တစ်မျိုးကိုကူးရင်ဖြစ်စေလူအင်အားများများနဲ့စုပြီးသွားကြဖို့အကြံပြုလိုက်ပါရဲ့ရှင်။